ကျေသူမီဝါဆိုရကမိမိဘကချက်ခင်လို့မှဲ့ထားတဲ့နမဲလို့မှတ်ကြပါမိသူမီဝါဆိုရကဖြင့်အမိန်ပါများကချက်ခင်လို့မှဲ့ထားတာဖြစ်ပါတယ်စင်ရက်ကဖြင့်ပင်ကိုရှိကိုမှန်ပြောရလို့ရှိရင်ဖြင့်ယုံနာနှစ်ပါးနဲ့ခန္ဓာငါးဖြန့်လိုက်ရင်ခန္ဓာငါးပါးကျန်လိုက်ရင်ယုံနာနှစ်ပါးဖြန့်လိုက်ရင်ခန္ဓာငါးပါးပဲရှိတယ် အဲ့တော့ဒီပြုရမှာကအရှိကိုဒီပြုကြသူများမှဲ့ထားတဲ့နံပါတ်ကိုအတီမပြုပါနဲ့လို့တတိပေးလိုက်နော်သူများမှဲ့ထားတဲ့နံပါတ်ကတော့ပြန်မျိုးမျိုးပဲနံပါတ်တွေမှဲ့ကြမှာပေါ့ဗျာမဲ့ပဲမှန်냐တော့လဲနံပါတ်အလိုက်ကခန္ဓာရှိနဲ့ kait ပါရဲ့လားလို့မေးတဲ့အခါကျတော့နံပါတ်ရှင်ချက်လို့ခင်လို့နမိတ်တွေယူပြီးမျိုးမျိုးမှဲ့ကြညာတော့လဲခန္ဓာကတော့လိုက်မယ်မဟုတ်ပါဘူးမှန်ပါဗျာ ဓမ္မတွေရကုသကသမီကိုမီကိုမြတ်ဆိုလို့ရှိရင်ပြန်မြမြဖို့မှုစိန်နေရွှေရမြတွေတက်ပြီးမှတ်ကြနမှတ်ကြမှာပေါ့ဗျာခန္ဓာကလိုက်ကြလားဒါပြန်အရှိကမပြန်ဘူးဆိုတဲ့အသေးပဲရှင်းသွားရှင်းပါပါအရှိကပြန်သေးရဲ့မပြန်တော့ဘူးတဲ့ဓမ္မတို့ကသတိထားเสียကဒီကဏ္ဍ၅ပါးပဲရှိတော့ဒီကဏ္ဍ၅ပါးသည်ဓမ္မတွေအား ုက္ခပဲလေသမ ्या ခန္ဓာကဆိုတာကမှတ်ထားလိုက်တာပေါ့နာမည်ကပဲတာမဟုတ်ဘူးရှိကပဲတာနာမည်ကပဲသလားရှိကပဲသလားရှိပါပါဘုရားယူပခန္ဓာကလည်းခဏခဏဖောက်ပြန်ပြဝေဒနာခန္ဓာကလည်းဝမ်းမြောက်အောင်လုပ်ပြလိုက်တစ်ခါတလေသတ္တဝါတွေသတ်ပြလိုက်ဒုက္ခဝေဒနာလည်းသတ်ပြတဲ့အခါပြသေးတာသင်္ညခန္ဓာတစ်ခါတည်းကြတော့သူမှတ်တဲ့အခါဝမ်းမြောက်လိုက် တခါတည်းသူမှလွဲလို့ဆဲတော့မှားပြီများသေလိုက်တဲ့အခါမျိုးပါသေးတညာလည်းတတ်တာပဲနော်ဘတ်တော်ညာတံမပြတ်နှိမ့်ဆက်နေတာကခဏငါပါလို့ဘုန်းကြီးတို့ဂါရမတွေမှတ်ထားပါနော်အဲ့ဒါဒီခဏငါပါဟာသူ့ပင်ကိုယ်သဘောကဖြင့်ဖြတ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 ်နဲ့ခဏခဏဖောက်ပြန်ပြည့်စည်နေတာခဏငါပါပင်ကိုယ်သဘောကဘာပါလိမ့်ခဏခဏဖောက်ပြန်ပြည့်စည်နေတာ အဲ့ဒါဒကာရမတွေကသူ့ပင်ကိုယ်သဘောသိအောင်သူဇာယိပိကညာလင်းနဲ့စောင့်ကြည့်နေရမယ်တဲ့ဝိပဿနာဆိုတာခန္ဓာကဘာပြောတယ်ဆိုတာစောင့်ကြည့်ရတာဝိပဿနာလို့မှတ်လိုက်ခန္ဓာပါဗျာခန္ဓာကပြောတာစောင့်ကြည့်ရတာဝိပဿနာခန္ဓာကပြောတာကိုစောင့်ကြည့်ရပါဘုရား ဩဝိပဿနာဆိုတာဘုန်းကြီးတွေကဓမ္မတွေအလွန်ခဲယဉ်တယ်လို့အောက်မေ့ပြီးဒီကလာနေကြညားတယ်ဆရာမပြနီးမရလို့သာလျင်အခုကမှလည်းရှုပ်ပွေးနေတာမှန်ပါပါသေသေးချာချာရှင်သာရိပုတ္တရာကဟောတာကတော့ဝိပဿနာကွာတဲ့အရှိခန္ဓာကြီးကပြောတာမင်းတို့ကစောင့်ပြီးကြည့်နေဖို့ပါပဲဝိပဿနာဆိုတာရှိခန္ဓာကြီးကပြောတာစောင့်ကြည့်ကြပါဓမ္မတို့ခန္ဓာ၅ပါးရှိတရားကြီးက အမျိုးမျိုးသောဟောက်ပြမှုအမျိုးမျိုးသော ပြည့်စုံမှုတွေကိုပြတာကိုဒီကညာနဲ့စောင့်ကြည့်နေပြီဆိုမှပြန်ကြဝိပဿနာဖြစ်တော်တာပဲလို့ဥပါရဏုခမောင်းတို့မှတ်ဖို့ပေါ့မှန်ပါဗျာဟောဒါဖြင့်အားလုံးကဓမ္မတွေဝိပဿနာဆိုတာရှုရမယ်လို့လားစောင့်ရှုစောင့်ပြီးကြည့်ရမယ်လို့လားဆိုတာသတိထားပါစောင့်ပြီးကြည့်ရမယ်လို့တော့ ဒဂရမရဥပဒနာဆိုတာဘာပါလဲ။စောင့်ပြီးကြည့်ရမယ်လို့။စောင့်ပြီးကြည့်နေတော့သူယူဘခန္ဓာကလည်းယုတ်တိတိယူပန်းဆိုတော့လည်းသူကဖောက်ပြန်တာ။ခန္ဓာငါးပါးကလည်းတို့ကျန်တဲ့ခန္ဓာတွေကလည်းဘာလို့ပန်နေမလို့ဆိုသူတို့လည်းအကုန်ပဲလौဇနာပလौဇနာထင်တာလောကောလို့ဆိုတော့ကြောင့်ခဏခဏပြက်လိုက်ပြက်လိုက်သူတို့နေတာပဲ။အဲဒါကိုဘုန်းကြီးတို့ဓမ္မတွေက ဆောင်ပြီးကြလားထိုင်ဘုရားရှင်မထိုင်ထိုင်ကိုရရဲမှာပဲထိုင်ထိုင်မတိုင်းချင်းပဲလည်းပဲနေနေနေချင်းသလုံးနေပါဘုရားသခင်ကိုရမြတ်ကြီးကဥပဒနာရှိတာဘယ်လိုနေရမယ်လို့မဆိုပါဘူးဘယ်နဲ့ကြောင့်ဘယ်လိုနေရမယ်လို့မဆိုဘူးလို့ဆိုရတယ်ဆိုတော့ဥက္ကမောင်တို့ကတရိပ်ထားမိပါလိမ့်မယ်နော်တရားနောဟာတရားနောမိတိပဇာနာတိဆိုတော့ဟိုအိတ်တာလဲအိတ်ရရှုกว่าလို့ပြောမှန်ပါပါ ကိစ္စံတော်ဟာကိစ္စမိတိပဇာနေဦးသွားတာလည်းသွားရင်ရှိရတာပဲမပြောဘူးလားဒါကြောင့်ဘုရင်တို့ဓမ္မတွေကဥပဒနာဆိုတာကအပ္ပမောကံတော့ထိုင်ကြတာပေါ့ဗျာနောက်အပ္ပဝလာတဲ့ခါကျတော့ဖြင့်အားလုံးဥဝါတို့ဘာမှမလိုတော့ဘူးတွေ့တဲ့ချိန်ကသူကပြောတဲ့ချိန်ဥပဒနာချိန်ကြီးမှတ်လိုက်မှန်ပါဗျာရှင်းမလားရှင်းပါဗျာခန္ဓာကပြောတဲ့ချိန်ကဥပဒနာချိန်ပါဗျာခန္ဓာဆိုတာကလည်းဓမ္မတွေ ဘယ်ချိန်မပြောဘူးလို့ဘယ်တော့မှမယူနဲ့အမြဲတမ်းဖောက်ပြန်ပြစည်းတဲ့ခန္ဓာကြီးဖြစ်နေတော့ဘွားလည်းဖောက်ပြန်ထိုင်လည်းဖောက်ပြန်အိတ်လည်းဖောက်ပြန်စောင်းနေလည်းဖောက်ပြန်တာပဲသမင်းစားနေလည်းဖောက်ပြန်တာပဲဆေးလေးတောင်းနေလည်းဖောက်ပြန်ပြစည်းနေတာပဲကျိုးတာပဲ့တာလေဩော်ဒါဖြင့်ဥပါရင်တို့အဲ သေးသေးချာချာစဉ်းစားကြည့်တော့မှဩနိဗ္ဗာန်ဒီခန္ဓာကပြောတဲ့အချိန်ရှိရှိတဲ့အချိန်မှာညံတက်ရောက်ပြီးဒီကာလဒီကန္တာမလို့ကျန်လို့ဆုံးတဲ့အချိန်မှာဖြင့်အရင်ဆုံးတဲ့အရင်နိဗ္ဗာန်ရတာပဲဒါပြန်ဒီကာရမတို့ဥပဒနာဆိုတာပဲအိဗယ်ပါလိမ့်မလို့ဆိုတော့ယနေ့ရှင်းမလားရှင်းပါဘူးဆောင့်ကြည့်ရမယ်အိဗယ်မျိုးသဘောပါကြဥပဒနာဆိုတာပဲလို့ကြည့်ရအောင် အဲ့နေလဲစောင့်ကြည့်နေရပ်ပြီးတဲ့ကလည်းစောင့်ကြည့်ကြည့်လိုက်ဝိုင်းရင်လည်းစောင့်ကြည့်ကြည့်ပါသူဘာလုပ်နေလဲသူဘယ်လိုဖောက်ပြန်နေတယ်ဆိုတာဥက္ကမောင်ကြည့်ပေးပါနော်မှန်ပါပါသူကဲဆိုကြည့်ပေးတော့လောကီဥမာပြောကြပါသောဆိုလို့ရှိရင်မြောက်ဟာအငြိမ်မနေဘူးဆိုတာတရားဓမ္မတွေလူသိမ်းသိမှန်ပါပါမြောက်ဟာဗါတယ်ဗျအငြိမ်မနေတာကိုဘေးကမြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်က မြောက်ရှင်လောက်တဲ့ပုဂ္ဂိုလ်ကပြည်နေလဲရှင်ဖြင့်ဒေါ်ကြကြနဲ့ခုံပြန်ပြီးဒေါ်ကြဆော့ပြန်ပြီးဒေါ်ကြသစ်ပင်တက်ပြန်ပြီးဒေါ်ကြကျွန်းပြန်ထိုးချပြန်ပြီးဥက္ကမအမျိုးမျိုးတော့မြင်ရမရပါဘူးမြောက်သဘောကသူအငြိမ့်နေတဲ့သဘောပါပါတယ်မပါပါဘူးမပါတော့မြောက်ရှင်လောက်တဲ့ပုဂ္ဂိုလ်ကစောင့်ကြည့်နေလဲရှင်မြောက်ဤဆော့ပုံတွေမြောက်ဤဖောက်ပြန်ပုံတွေမြောက်ဤအငြိမ့်မနေပုံတွေမြင်ရပါဘူး ဒီမှာလည်းခန္ဓာကိုယ်ကမြောက်ဥပမာထားပြီးယောဂီပုဂ္ဂိုလ်ကမြောက်ရှင်ဥပမာနဲ့အလားတူစွာကြည့်ပေးပြီးဆုံးမဖြင့်ခန္ဓာဤသဘောလောလောကြီးပေါ်လာလိမ့်မယ်ဆိုတာသိသိချာချာမှတ်ပါမှန်ပါပါရှင်းမလားရှင်းပါပြီအဲ့ဒီကဲခန္ဓာဤသဘောလောလောကြီးပေါ်လာပြီးဆုံးမဖြင့်ဩဖောက်ပြန်ပြီဩပြည့်စည်နေပြီဩအစားထိုးလာပြန်ပြီဩပြည့်စည်သွားပြန်ပြီဩအစားထိုးလာပြန်ပြီဆိုတာသူ့မှာဒီနှစ်ခုပဲရှိတယ်ဥက္ကမောင်ကြီးမှန်ပါပါ အရင်ဖြစ်တာကပျက်စီးတယ်။နောက်စားထိုးလာတာကပေါ်လာပြန်တယ်။ပေါ်လာတာကပျက်စီးပြန်တယ်။နောက်စားထိုးလာပြန်တယ်။ဒါပဲရှိ။ဒကာဓမ္မတွေသဘောပါ။ပျက်စီးတာရဲ့အစားထိုးတာရဲ့ဒီနှစ်ခုပဲရှိ။ရုပ်ပြဲရင်ရုပ်စားထိုး။ဝေဒနာပြဲရင်ဝေဒနာပြဲ။သင်္ညာပြဲရင်သင်္ညာပြဲ။စေတနာပြဲရင်စေတနာပြဲ။စိတ်ပြတ်သွားရင်စေတနာပြဲ။ဟင်ဥက္ကမောင်တို့ဟာ ရတ္တရဲ့အစထိုးတာရဲ့ဒီလိုမှဖောက်ပြန်ပြည့်စည်ဆိုတာဒီနှစ်ခုပြောမှန်ပါဗျာဒါလူရင်းလေးမှတ်လိုက်စမ်းပါဒကာဓမ္မတို့ရတ္တရဲ့အစထိုးတာရဲ့ဒါပဲရှိတယ်မှန်ပါဗျာခန္ဓာကိုယ်မှာဘယ်လိုများရှိပါလဲရတ္တရဲ့အစထိုးတာအင်းပြတ္တာအိသအစထိုးတာသင်္ခါရတို့ကမှတ်လိုက်ပြတ္တာကအိသအစထိုးတာကအိသဩဒီနှစ်ခုပဲရှိတဲ့ဥစ္စာဒါခန္ဓာကပြောနေတာဥက္ကမောယသူများကပြောတာမှမဟုတ်ဖဲမှန်ပါဗျာ သူကဘယ်လိုပြောရအောင်ဆိုတော့အိဋ္ဌာတ္ထသင်္ခါရတ္ထအိဋ္ဌာတ္ထသင်္ခါရတ္ထအိဋ္ဌာတ္ထသင်္ခါရတ္ထသူကဒါပဲပြောနေမှန်ပါဗျာဒါပဲပြောနေတော့ကိုဘုန်းကြီးဓမ္မတွေကစောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်မြောက်စောင့်ကြည့်နေတော့မြောက်ဤဖြစ်စဉ်အလုံးစုံကိုမြင်ရသလိုခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရတော့ဟိုဓမ္မတို့သိတဲ့တိုင်ခန္ဓာကသူဖြစ်စဉ်က နိစ္စနဲ့သင်္ခါရဆိုရင်သူပြေရှင်ကဗါရဲနိစ္စဆိုတာပြည့်စည်သွားသင်္ခါရဆိုတာသူပြည့်တဲ့နေရာစားထူးအစားထူးတာသင်္ခါရပြည့်စည်သွားတာနိစ္စဒါဖြင့်အနိစ္စဝတ္တသင်္ခါရဆိုတာကြိုက်သွားဘူးမုံကြိုက်ပလားပြည့်သွားတာကဘာခေါ်ကြမလဲနိစ္စပါဗျာအဲစောင့်ကြည့်နော်အစားထူးတာခန္ဓာငါးပါးမြောက်ဥပမာထားပါ ယောဂီပုဂ္ဂိုလ်ညာကမြောက်ရှင်ဥမာထားပြီးမြောက်ပဲလို့ဖြစ်နေတယ်ဆိုတာသိလို့ရှိရင်ပြီးတာပါပဲမှန်ပါဘူးသဘောပါကြအဲ့ဒါဝိပဿနာလုပ်ပါပဲဆိုတဲ့ဥစ္စာခိုင်မြောက်ကဘယ်လိုများပြရုံဆိုတော့ပြက်ပြလိုက်အစားထူးပြလိုက်ပြက်ပြလိုက်ပြက်တာကဘာခေါ်ကြအစားထိုးတာကဒီလိုရင်ရုပ်ပြက်ရုပ်အစားထိုးဗျာနံပြက်ရင်နံပြက်ဒါဖြင့် ဥက္ကမောင်ရပြတ္တကအိဋ္ဌာသာသုရကသင်္ခါရမှန်ပါပါတပည့်ကြဒါပြန်အိဋ္ဌာနဲ့သင်္ခါရပဲရှိတယ်တရားဓမ္မလူခန္ဓာမှာပါရှိပါအိဋ္ဌာကဆိုတာလည်းငါငေါ့စာမဟုတ်ပါဘူးသင်္ခါရအစာထုတ်တာလည်းငါငေါ့စာမဟုတ်ပါဘူးမနေ့ကပြောတဲ့အကြောင်းလေးပါးတွေကအစာထုတ်အာယုံ द्वार တွေကအစာထုတ်မှန်ပါပါရှင်းကြဒါကြောင့် ်ဂရမတို့ဥပဒနာဖြင့်အလွယ်နည်းနဲ့ရှင်သာရိပုတ္တရာညံ့ကျဲတဲ့ပုဂ္ဂိုလ်ကသေသေးချာချာဟောတော့ကြောင့်ကာယမိမံတမတထာဒသူကိုယ်ရင်ရွတ်တာနော်ဣမံကာယယင်ခန္ဓာ၅ပါးရှိကိုတမတထာမင်းတို့စောင့်ပြီးသုံးသပ်ကြကွာစောင့်ပြီးသုံးသပ်ကြည့်ပါလို့ပြောပြန်တယ်နော်ဣမကာယမိမံတမသထပရိဇာနာထဘုနာဘုနာနဲ့ ခဏခဏမင်းတို့အဖျံအဖမ်းမှန်လေးတော့ကြည့်ပေးပါကွာဘာကြောင့်ဟောရပါလိမ့်မလို့ဆိုတော့မဂ္ဂသစ္စာကဥပါရဉ္စဘာဝိကတ္တပကိစ္စမှာသူဟောရှာတာမှန်ပါဗျာဣမံကာယံဤခန္ဓာကိုယ်ခန္ဓာ၅ပါးယုံ nant တရားကိုသမတ္တထစောင့်ပြီးကြည့်စမ်းပါကွာဒီမှာဘာလို့ကြည့်ရစောင့်ပြစောင့်ကြည့်ရမယ်တရားဓမ္မတွေသတိထားစမ်းပါခန္ဓာကိုယ်ကြီးဘယ်လိုလုပ်ကြည့်ရမလဲစောင့်ပြအဲစောင့်ကြည့်ပါတဲ့ ပရိဇာနာထပုဏ္ဏဘုံနာပုဏ္ဏဘုံနာဖန်တလဲလဲပရိဇာနာထစောင့်ကြည့်ပါကွာစောင့်ဆိုမခဏလေးစောင့်ပြီးတော်ပြီလို့မလို့ဖန်နေတယ်။သဘောကျလားဖန်ဖန်လေးစောင့်ကြည့်ပေးစမ်းပါလို့ဘုရားမောင်ရှင်သာရိပုတ္တရာကဟောတယ်နော်။အဲ့ဒီလိုဟောလိုက်တဲ့အခါကျတော့ကာယေသဘာဝံဝိရိတ်တဝါနာခန္ဓာ၅ပါးရဲ့သဘောကြီးမင်းတို့သိလာပါလိမ့်မကွာမသိပဲဘူး။ဘယ်လိုသိလာမလဲဆိုတော့ ပြက်တာရဲ့အစားထိုးတာဒါပဲရှိတယ်ကိုလို့သိလာလိမ့်မယ်ပြက်တာရဲ့ဒါပဲရှိတယ်လို့ကိုယ်သဘောခန္ဓာသဘောကဒါပဲရှိတယ်ဆိုတာခန္ဓာကပြောလာတာဘုရုကပြောပါလားခန္ဓာကပြောတော့ကိုခန္ဓာကဘယ်ခန္ဓာကပြောသရုံလို့မေးတဲ့အခါကျတော့ဟိုယူပဲခန္ဓာကလည်းပြောမှာပဲဝေဒနာခန္ဓာပြောပါဘူးဟိုမပြောတာတခုမှမပါဘူးသဘောကျလားခန္ဓာကလည်းပြောမှာဒီခန္ဓာပြန်လိုက်လို့အာရဏလောက်ကံအာရဏကပြောတယ်ဆိုရမှာ သဘောကြဒီကံအရိကဓာလေးပါခွဲလိုက်လို့ရှင်ဓာလေးပါပြောတယ်ဆိုရမှာအာဒီလိုလည်းမခွဲချင်ပါဘူးဗျာအိဋ္ဌံနဲ့သင်္ခါရရှိတာနဲ့တပိတော်ပြန်ဝေဒနာလည်းမမှတ်ဘူးသင်ညာလည်းမမှတ်တော့ဘူးပြတ်တာလေးအစားထိုးတာလေးဒါလေးရင်ကြည့်နေမယ်ဆိုလဲဥက္ကမုံပြပြန်တာမှန်ပါပါဗျာဒကာရမတွေကြည်ရှင်နတ်နတ်သဘောကြအောင်ပြောနေတယ်နော်ကာယေတဘာဝံဝိရိဒ္ဓဝါနာ ကာယခန္ဓာ၅ပါးဆိုတဲ့ကာယတရား၌ဝိရိဒ္ဓဝါနဖမန်ရှိသည်သည်ရှိတော်ဒုက္ခကဒုက္ခဤအန္တန်ဆုံးကိုကရိတ္တိမင်းတို့ရောက်ပါလိမ့်မယ်ဘဝနိဗ္ဗာန်ရောက်မယ်သာဥက္ကမမြန်ကျဲတဲ့ပုဂ္ဂိုလ်မနော်ခန္ဓာသဘောသည်နိဗ္ဗာန်ရောက်မယ်သူတို့ပဲဟောလိုက်ဒကာဓမ္မတွေဘယ်လိုများဟောပါလိမ့်ခန္ဓာသဘောသည်နိဗ္ဗာန်ရောက်မယ်ဩဘုန်းကြီးဒကာဓမ္မတွေက ဘယ်လိုကြောင့်ဒုက္ခကသိငိမ့်တဲ့နိဗ္ဗာန်ကြီးမရောက်ကြပါလိမ့်မလို့ဆိုတော့အိုးကိုယ်ခန္ဓာအကြောင်းကိုကိုယ်မသိကြလို့ဘယ်နဲ့ကြောင့်မရောက်ကြပါလိမ့်ဘာသိမလဲတဲ့ခွင်းကြီးတို့ဓမ္မတွေကကိုယ်ခန္ဓာအကြောင်းကိုမသိဘူးတဲ့သိပြန်တော့လေတဲ့သမာဓိဋ္ဌိနဲ့ကမသိမိစ္ဆာဓိဋ္ဌိနဲ့သိနေပြန်သမားရိထိနေကမိစ္ဆာရိထိနေကြတယ်ငါကောငါအဖြစ်နေတော့သိနေပြန်တယ်ငါကောငါမဟုတ်ဘူးဆိုတဲ့အသိမျိုးကြတော့မသိပါဘူး ဩဒါဖြင့်ဓမ္မတို့စောင့်နေမကြည့်အတိကလည်းလွဲပြန်မရှိတာသိပြီဒီကလာနေပြန်တော့ဒါကြောင့်တန်ត្រာရှိတကိုဆိုတဲ့ဥစ္စာဖြင့်ပေါ်လာပြန်တယ်မပေါ်လာဘူးလားပေါ်လာပါဘူးရာကျသတိထားနားထောင်ကြပါဓမ္မတို့တရားမများသေးပါဘူးဒီကန္နာဤကိုစောင့်ကြည့်လို့ရှိရင်ခန္ဓာကပြောပါလိမ့်မယ်ပြောရင်ခမည်းတော်ကအနိစ္စနဲ့သင်္ခါရအကြီးပဲသူပြောလိမ့်မယ်ဟုတ်ပါဘူး ခန္ဓာကဘယ်လိုပြောမလဲဝိညာဉ်ကိုကာဏခန္ဓာကဒါပဲပြောကြရရှိတယ်ဝေဒနာပေါ်လာတယ်ဆိုဝေဒနာကလည်းဝေဒနာပါလို့သူမပြောတော့ဘူးပထမတော့ဝေဒနာပဲနောက်ကြတော့သူဒီပျက်စီးသွားပါပြီနောက်တခါစားထုတ်လာပြန်တော့အွန်တော့ဝေဒနာတစ်မျိုးပေါ်လာပြန်တာပဲဒါပြန်ဝေဒနာပြက်ဝေဒနာစားထုတ်တာကိုမြန်ကြည့်စိတ်ပြက်ပြီးစိတ်စားထုတ်တာကိုမြန်ကြည့်ရုပ်ပြက်ပြီးရုပ်စားထုတ်တာမြန်ကြည့် မြင်ကြည့်လိုက်တဲ့အခါကျတော့ကာယေသဘာဝံဝိရိတ်ဝါနာကာယေကိုယ်သဘောသဘာကာယေသဘာဝံကိုယ်ဤသဘောဝါကိုရှိကို၌ရှိတဲ့သဘောတွေဝိရိတ်ဝါနာဩအိဋ္ဌာနဲ့သင်္ခါရသာရှိတယ်လို့သိခြင်းကြောင့်ဒုက္ခသဒုက္ခဤအန္တံအဆုံးဖြစ်တဲ့နိဗ္ဗာန်ကရိတ္တိတစ္ဆိကရိတ္တိမင်းတို့သေသေးချာချာမြင်ပါလိမ့်မကွာသူသဘောသာတဲ့နိဗ္ဗာန်သိတော့မယ်သူသဘောတည်းရင်နိဗ္ဗာန် အဲ့ဒါသူကတော့ညံကျဲတဲ့ပုဂ္ဂိုလ်မဟုတ်ပါရင်ခိုက်ချင်းချင်းဟောလိုက်နော်မှန်ပါဗျာတို့တော့ကျွတ်တော့ကဤထဲမှာညံလေးနေနေထဲမှာသူသဘောသိတော့မုံနေမယ်မုံတဲ့အခါကျတော့မလို့ချင်းနဲ့ညံလာလိမ့်မယ်ဒီကောင်တရားလာတယ်ဒီလိုလာမှသာလင်ဆုံးသွားမှာမို့လားမှန်ပါဗျာ gain ဒါဖြင့်ဒကာဓမ္မတွေဒီနေ့ဥပဒနာရှုနည်းကိုခန္ဓာ၅ပါးကိုဘယ်ဟာရဲ့လို့မဟုတ်ဘူးစောင်းတာကြည့်နေပြီပေါ်ရာကိုသာလိုက်လိုက်ပါတော့မှန်ပါဗျာ ရရင်ရတဲ့နေရာလိုက်ပေါ့ဗျာရတဲ့နေရာမှာဩော်ဒါလေးကခုမှပေါ်လာတာပဲဟောပြောက်သွားပြန်ပြီခုမှပေါ်လာသည်ဒကာရမသင်္ခါရပြောက်သွားတာသည်အခုပေါ်လာပြန်တာသည်အင်းပြောက်သွားပြန်တာသည်ကမ္မကျင်းနပ်ကျင်းနပ်ဆောင်းကျင်းဒါနခုမှတော့ဗာလဲအားလုံးဒကာရမတို့ဘာမှတွေ့เสียမရှိပါဘူးဒီနခုပဲတွေ့မှာကျင်းနပ်ပလားကမ္မဒါအမှန်စိတ်တယ်နော်မှန်ပါပါ ်တကယ်ကိုဒကာရမတို့ဥပဒနာတွေထဲမရှိတတ်ဘူးဆိုတော့ဘုန်းကြီးတို့ဒကာရမတွေကိုမရှိအောင်လို့တခါတော့ဘုရားရှင်မှဆိုင်နေအေးရမှာပဲထိုင်ထိုင်ထိုင်ခြင်းတဲ့နေရာမှာထိုင်ရခြင်းတဲ့နေရာမှာရပြီခန္ဓာကိုယ်ဤသဘောကိုသာစောင့်ကြည့်နေစောင့်ကြည့်နေလို့ရှင်ပြက်ပြီလို့လည်းပြောမယ်အစားထိုးပြန်ပြီလို့ပြက်ပြီလို့လည်းအစားထိုးတယ်လို့ဘုရားကပြောဘယ်နဲ့ကြောင့်ဒီခန္ဓာကြီးကခမည်းတော် ပြောမှန်းသိပါလိမ့်မလို့ဆိုတော့စောင့်ကြည့်နေလို့သဘောကျစောင့်ကြည့်နေတဲ့အတွက်ဒကာဓမ္မတွေပြောလိုက်တော့ဩဒီဒကာဓမ္မတွေကခန္ဓာကပြောလို့ရှင်ဖြင့်ဩသူများပြောမဟုတ်ဘူးဟဲ့ဆိုပြီးကာလအနိစ္စနဲ့သင်္ခါရသာရှိတယ်ကွယောက်ျားမိန်းမရှာမတွေ့ဘူးကွဆိုတဲ့ဒိဋ္ဌိရလဲခန္ဓာကပြောတော့ပြုတ်ဖြစ်သွားဘုရားခန္ဓာကပြောတော့ဘယ်နဲ့ပြုတ်သွားတယ် အလုံးကာရမတွေခန္ဓာကပြောလိုက်တော့မပြုတ်ပါနဲ့ဆိုလို့မရပါဘူးတဲ့အင်းဘယ်နဲ့များဖြစ်နေပါလိမ့်မလို့လို့လဲဝိကိစ္စလည်းမလာဘူးပြင်စားထိုးတာရှိမှာပဲသဘောကျပြည့်ရင်စားထိုးတာပဲရှိနေတော့ဒကာရမတို့ပြတ်ပြတ်တာကလည်းအိဋ္ဌာစားထိုးတာကသင်္ခါရသဘောကျအဲ့ဒီစားထိုးတာလေးပြတ်သွားပြန်တော့ အနိစ္စပဲရောက်သွားပြန်ရောဆိုတော့တရားဓမ္မသူနောက်အစားထိုးပြန်တာလေးကဘာခေါ်ကြ။အဲဒီသင်္ခါရလေးကနောက်ပဲလန်းဆုံးပြန်။အဲဒီဒီအနိစ္စကိုတရားဓမ္မတွေကညာနှစ်လျှောက်ကြည့်ပြီးအစားထိုးတာကြည့်လိုက်။အဲပြည့်စုံသွားတာအနိစ္စကြည့်လိုက်။ထိုးခဲ့တော့ကြည့်တဲ့အခါကျတော့အဲ့ဒီဟာနောက်ဆုံးပိတ်ဒီအနိစ္စဟာအခုဒီတစ်ပတ်ဆုံးသွားပြီ။ နောက်အနိစ္စကိုရှာမတွေ့တော့ဘူးဆိုတော့ဆိုရောက်လိမ့်မယ်အခုအနိစ္စတွေ့တွေ့နေတယ်ပြတ်သွားတာပါခေါ်ကြနောက်ကြတော့အစာထိုးကလည်းမလားဥပဒေကြီးအင်းပြတ်တာကရောအဲ့ကဲတော့အစာထိုးတာလည်းမလားပြတ်တယ်လည်းမလားတော့ဘူးတေသံဥပသမောသူခေါ်ဖြစ်သွားတေသံထိုးအစာထိုးသောတရားတွေဝါပြတ်တဲ့သောတရားတွေဥပသမောနှခုမရှိခြင်းသည်သူခေါ်နိဗ္ဗာန်ပဲကွာ ခန္ဓာကိုယ်စောင့်ကြည့်တာနဲ့ဘောလားခန္ဓာကိုယ်စောင့်ကြည့်လာတယ်နဲ့ဘာဘောလားဥက္ကမဘောလားစောင့်မကြည့်တဲ့ပုဂ္ဂိုလ်မှာဖြင့်ဒီနှစ်ခုကိုမတွေ့တော့ကြောင့်ဒီနှစ်ခုအဆုံးဘယ်နည်းနဲ့မှရှာမတွေ့ဘူးဒီနှစ်ခုတွေ့ရင်ဖြင့်ဒီနှစ်ခုအဆုံးတွေ့မှာပဲဒကာရမတို့နှစ်ခုမှနှစ်ခုရှိတာကိုနှစ်ခုမှမတွေ့တဲ့ပုဂ္ဂိုလ်အစားလည်းမတွေ့ဘူးအဆုံးလည်းမတွေ့ဘူးနှစ်ခုရှိတာကိုနှစ်ခုတွေ့တဲ့ပုဂ္ဂိုလ်ဒီအစားလည်းတွေ့မယ် အဆုံးတော့အဆုံးတွေ့မယ်ဆိုတာသဘောကျ။ဒါဖြင့်ခန္ဓာကိုယ်ထဲမှာတကယ်ရှိတာကဖြင့်ဘယ်နှခုသာရှိပါလိမ့်။သင်္ခါရနဲ့အနိစ္စပဲရှိ။ဘာပါလိမ့်ဒီဘာဓမ္မ။အဲ့ဒီသင်္ခါရနဲ့အနိစ္စကိုဒကာဓမ္မတွေကလိုက်နိုင်မလားလိုက်ပေးလိုက်တော့။အဲသင်္ခါရတွေ့ကြည့်တစ်ချက်အနိစ္စတွေ့ကြည့်တစ်ချက်ဥက္ကမောင်တို့လိုက်ပါများတော့လေ။မှန်ပါဗျာ။အဲဒီနှခုကိုပဲဖျားတပည့်တော်ဖြင့်လိုက်ရတာလေတန်းလေးကြာတာနဲ့ ီနှစ်ခုကိုသင်္ခါရလည်းမတွေ့တော့ဘူးဗျာအနိစ္စလည်းမတွေ့တော့ဘူးဗျာဆိုတော့ဩခန္ဓာရှိတာကအနိစ္စနဲ့သင်္ခါရရှိတာခန္ဓာမရှိတာသူတွေ့သွားပြီမှန်ပါပါခန္ဓာမရှိတာဘာခေါ်ကြမလဲဩနိဗ္ဗာန်ဆိုတာကဓမ္မတို့ကအစဆုံးမလိုက်လို့ခမားတို့လမ်းလွဲနေကြတာကိုတကယ်တမ်းဆိုလို့ရှိရင်အနိစ္စနဲ့သင်္ခါရသာရှိတဲ့ဥစ္စာအနိစ္စသင်္ခါရသုံးအောင်လိုက်လိုက်မယ်အနိစ္စသင်္ခါရကိုမုံ အနိစ္စသင်္ခါရကိုမလို့ခြင်းဖြင့်အနိစ္စသင်္ခါရချုပ်ရမယ်မှန်ပါပါဒါဖြင့်အနိစ္စနဲ့သင်္ခါရချုပ်သွားတော့နိဗ္ဗာန်ဒီကားလို့ရှင်နိစ္စနိဗ္ဗာန်လို့လည်းဆိုပါမှန်ပါပါသင်္ခါရချုပ်သွားသောကြောင့်အတင်္ကတနိဗ္ဗာန်လို့လည်းဆိုလိုက်မှန်ပါပါဒီမောင်ဒီနှလုံးကိုသိချာမှတ်ပါမှန်ပါပါအနိစ္စချုပ်သွားရင်နိစ္စသင်္ခါရချုပ်သွားသင်္ကတချုပ်သွားရင် အသင်္ကတအဲသင်္ကတမလာရင် အသင်္ကတနိဗ္ဗာန်ဖြစ်သွားတယ်။ဒါဖြင့်အသင်္ကတနိစ္စနိဗ္ဗာန်ကိုခင်ဗျားတို့ ဒီနှလုံးကနေပြီးလိုက်လိုက်လို့ရှင်ဖြင်းတဲ့ရှင်သာရိပုတ္တရာကမတွေ့မရှိပါဘူးကွာသေသေးချာချာရောက်ပါရဲ့ရပါရဲ့ဆိုတဲ့အကြောင်းကိုရဲဝံစွာနဲ့သူကိုယ်တိုင်တက်လာတဲ့လမ်းဖြစ်လေသောကြောင့်သူကိုယ်တိုင်တပါးသောပုဂ္ဂိုလ်တွေကဒီလမ်းသာလိုက်လို့ရှင်ဖြင်းဒီဆုံးတွေ့ရမယ်ကွာဆိုတာကိုတာဝန်ခံဟောရှာတယ်မှန်ပါပါဘုရားရှင်းမလားရှင်းပါပါအမှန်တဘောပါရနောဓမ္မတို့